ဤကဘာမီပေါ်တွင်ခက်ခဲနေနေသောဂမ်ဘီယာပညာရည်များများစွာရှိကြောင်းကိုကနေဦးကကျွန်တော်မသိနားမလည်ခဲ့ပေလူထုလူဆန်းမောင်ပါကျန်းဆိုသူနှင့်တွေ့သောအခါမှဂမ်ဘီယာပညာများ၏ထူးခြားဆန်းရည်သောစွမ်းရည်ရှိကြောင်းသိရှိလာခဲ့ရသည်အမှန်တကယ်တော့ကမ္ဘာလောကကြီးတွင်တဘာဝဖြစ်ရည်များနှင့်ပြည့်နေနေသည်သို့သောတဘာဝဖြစ်ရည်များစွာနှင့်တဘာဝလောဖြစ်ရည်များကိုလည်းထူးထူးခြားခြားတွေ့ရှိရသည်တဘာဝလောဖြစ်ရည်များနှင့်ဂမ်ဘီယာပညာများသည်လည်းခက်ခဲနေနေသောဆက်ဆံနေကြောင်းသိရှိရသည် ဓမ္မယပညာရများတဲ့တွင်မိမိဖြစ်ကျင်တာကိုဖြစ်နိုင်ွယ်ရှိသောဆွမ်းအားများစွာပါဝင်နေသည်ကျွန်တော်တို့၏ဝိညာဉ်ရှိအရာရာတိုင်းမှာဆွမ်းအားတွေရှိသည်ထိုဆွမ်းအားများမှာစัจ java လာကြီးအတွင်း၌ပြန့်နှံ့နေသကဲ့သို့ကျွန်တော်တို့၏ကမ္ဘာမြေပေါ်၌လည်းနေရာအနှံများတွင်ရှိလေသည်ထိုဆွမ်းအားများသည်ကျွန်တော်တို့၏လိုလားတောင်းတချက်ဆန္ဒနှင့်လိုက်လျောညီထွေစွာတုံ့မြတ်ရသည်အာယုံစူးဆိုင်မှုတမယိုးကြဖြစ်စဉ်ကိုဒိဋ္ဌဓမ္မဖြစ်စဉ်ဟုခေါ်သည် ထိုဒိဋ္ဌဓမ္မဖြစ်စဉ်ကိုတောင်းတမှုဆန္ဒနှင့်တထက်တဲ့ညီအောင်လေ့ကျင့်နိုင်လျင်ထူးခြားသောဒိဋ္ဌဓမ္မဖြစ်စဉ်သို့ကူးပြောင်းသွားလေသည်ထူးခြားသောဒိဋ္ဌဓမ္မဖြစ်စဉ်ကိုဂမ္မိယပညာဟု၍လည်းခေါ်ဝါကြပါသည်အချို့သောဂမ္မိယဖြစ်ရများကတဘာဝလွန်ဖြစ်ရများပါဝင်နေသည်လူသားများလည်းစိတ်တကိုးစွမ်းရည်များစွာရှိသည်ပေါ်ထုတ်နိုင်ဖို့သာလိုလေသည်ပေါ်ထုတ်နိုင်သည့်နိလန်မျိုးမျိုးကိုလည်းရှေ့အစဉ်ဆက်ကပဲရှေးလူကြီးများကရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါသည် စေတကိုစွန့်ရင်ကိုအတုံးပြု၍တမာရိခိုင်မာစွာရရှိအောင်လေ့ကျင့်ခြင်းဂါရမန်နှင့်ယွချင်းကောင်းငင်နက္ခတ်ကိုကျွမ်းကျင်စွာကြည်နိုင်ခြင်းနှင့်မိမိလူရန်ဆန္ဒကိုပေါင်းဆက်ခြင်းသည်ထူးခြားစံကျယ်သောပညာရဲ့အမျိုးမျိုးကိုရရှိစေနိုင်ခြင်းပင်ဖြစ်ပါသည်လူထူးလူဆန်းမောပါခြင်းဆိုသူ၏အဖြစ်ပြက်မှာရုပ်ပြောင်းနံခွာပညာရဲ့နေဆက်ဆက်နေသည်ကိုထူးခြားစွာကျွန်တော်သိရှိကြရသည်ရုပ်ပြောင်းနံခွာအတက်ပညာကိုတက်မြောက်ရန်ထိုးသူသည်မိမိနံကိုခန္ဓာကိုယ်မှခွာထုတ်ပြီးနံလွင့်ခရီးကိုလွှင့်နိုင်သူဖြစ်ရမည်။ ထို့နောက်အခြားသူတို့၏ဝိညာဉ်ထွက်ခွာခြင်းနှင့်မိမိ၏တည်ဆုံးခြင်းကိုသိရှိရန်ကောင်းကင်နက္ခတ်ကိုလည်းကျွမ်းကျင်ပိုင်နိုင်ရပေမည်။ထို့မှသာလျှင်ထိုလူဝိညာဉ်ချုပ်လျင်ချုပ်ခြင်းထိုလူ၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်နိုင်ပေလိမ့်မည်။ရုပ်ပြောင်းနှံခွာပညာရပ်မှာအလွန်အဆင့်မြင့်သောပညာရပ်ပင်ဖြစ်ပါလိမ့်။ရုပ်ပြောင်းနှံခွာအတက်ကိုတက်မြောက်ကျွမ်းကျင်သည့်ဆရာကြီးတူသည်လောငတ်သည့်နှစ်ပေါင်း2000ကျော်ခန်းကပေါ်ပေါက်ခဲ့မှုပါလိ။ထိုသူမှာကဝါလမိုင်းဆရာကြီးပင်ဖြစ်ပါသည်။အီဇလန်မှာတကြံဖြစ်ပေါ်လာသောသမိုင်းကြောင်းနှင့်ဆက်စပ်နေသည် ထိုဆရာကြီးမှာကောင်းငင်နက္ခတ်အတက်ပညာကိုတစ်ဖက်ကန်းခံအောင်ကျွမ်းကျင်တက်မြောက်သည့်ယသေကြီးတူဦးဖြစ်သည်ထိုယသေကြီးအမိမှာမဏိညာယသေကြီးဖြစ်သည်မဏိညာယသေကြီးကိုနားထောင်သူများသိခြင်းမှာသိမိဖြစ်တော့လေကဝါလမိုင်းဆရာကြီးဟုဆိုလျင်နားထောင်သူတော်တော်များများသိဘူးကြဘူးကြပေလိမ့်မည်အထူးသဖြင့်တရားမင်းကို ပေတင်ဟောသူဖြစ်သိကြပေလိမ့်မည်မဏိညာယသေကြီးသည်လောကီဝိဇ္ဇာပညာရဲ့အမျိုးမျိုးတက်မြောက်ပြီးလောကီဇံတကိုးပြေကောင်းငင်သို့ပြန်နိုင်သူတူဦးဖြစ်သည် တိတ်တီအမျိုးမျိုးပေါ့မြအောင်မြင်သူဖြစ်ပြီးရုပ်ပြောင်းတန်ခွာပညာရက်ကိုကျွမ်းကျင်စွာတက်မြောက်သည်တနေ့တွင်ယသေးကြီးသည်ကောင်းငင်ရန်၌ဇံပညာတကိုးပြကြွနေစဉ်၎င်း၏အာယုသမိုင်းဟုခေါ်သောအသက်မြင့်မြနေရမည်ကိုကြည်လိုက်သောအခါဤညံ့နေတွင်ဇီဝိန်ကြွေရတော်မည်ဟုသိလိုက်သည်သူသည်အာယုတတန်းကိုကြာစီသွားနေလိုသဖြင့်ယနေ့ညံ့နေတွင်မိသူသေဆုံးမည်နည်းဟုကြည်လိုက်သောအခါကဝါလမိုင်းအမိစီသောအမျိုးသားတို့သည် မွေဆိုးခဲ၍တည်မီကိုတီးလိုက်ရသည် ထိုညနေပိုင်းတွင်ကဝါလမိုင်းနှင့်၎င်း၏ဇနီးသည်လမ်းလျှောက်လာသည်မွေစိုးခဲခံရကသတိလက်သွားခဲ့သည်၎င်း၏ဇနီးတဲကပဝင်းကြီးရှိလူအများကိုအော်ဟက်ကအကူအညီတောင်းခဲ့ရာရသေးကြီးသည်ဆေးစရာအဖြစ်ဟန်ဆောင်၍ကုသပေးခဲ့လေသည်သောသောကဝါလမိုင်းသည်မကြာမီဇီဝိန်ချုပ်တော်မီကိုတည်သည့်ဖြင့်၎င်းနှင့်မနီမူဝဲရှိထုံပုတ်အတွင်းမှဆောင်းတိုင်းနေခဲ့သည်ကဝါလမိုင်းဇီဝိန်ချုပ်သည်နှင့်တပြိုင်နက်ရသေးကြီးသည်သူ၏ဝိညာဉ်ကိုခန္ဓာကိုယ်မှခွာကာ ကဝါလမ ాయి ကိုရင်းသူရုပ်ပြောင်းနံခွာနီးပညာပြည့်ဝင်ရောက်လိုက်လေတော့သည်ယတေကြီးစိတ်ဝိညာဉ်နှင့်အသက်ရှင်နေသောကဝါလမ ాయి သည်ထိုအမျိုးသမီးနှင့်ဆက်လက်ပေါင်းသိနေထိုင်ခဲ့သည်၎င်းသည်ယတေဘဝ၌ဗေဒင်ပညာကိုတစ်ဖက်ကမ်းခံအောင်တက်မြောက်သူဖြစ်သည့်အလျောက်ကဝါလမ ాయి ဗေဒင်ဆရာကြီးအဖြစ်ဖြင့်အတမွေးဝမ်းကြောင်းပြုခဲ့သည်ဆရာကြီးဂုံတရင်ကကြောသောခြင်းကြောင့်တရားမင်းကိုယ်တိုင်ကလူပြည်သူဆင်း၍ဗေဒင်မေးရာအလွန်မှန်ကန်သည့်ချီးမွမ်း၍တာဝရိန်သာနတ်ပြည်သူပြန်လာခဲ့သည် နဗီရောက်ပြီးမကြံမီအာဒီပြမမီးနဲ့မိကုံးတစ်ခုကိုဖြေဆိုရာအဖြေချင်းကွဲလွဲနေတဲ့ပြည့်ဆရာကြီးတန်သူရောက်လာကအနိုင်ရှုံမေးမြန်းခဲ့လေသည်။ရှုံသူဤဦးကောင်းကိုဖျက်ရမည်ဟုနှုတ်ဦးသဘောတူညီချက်ဖြင့်ဆရာကြီးတန်သူရောက်လာရာတရားမင်းကအနိုင်ရသည့်ပြည့်ပြမဤအာဒီဦးကောင်းကိုဖျက်လိုက်လေသည်။ထိုပြမကြီးဦးကောင်းမှာရေထဲသို့ချပါကရေများခြောက်ခမ်းသွားလိမ့်မည်ဖြစ်သည်။ရေပြင်ပေါ်သို့ချပါကမီးဟုံးတောက်၍ကဘာမြေကြီးပျက်စီးလိမ့်မည်ဟုဆိုသည်ဖြင့် ဂျမားကြီးဦးကောင်းကိုနတ်သမီး9ယောက်ကအလဲကြကန်ခဲ့ကြသည် ထို့သောဖြင့်နတ်သမီးများသည်ဂျမားမင်းဦးကောင်းကိုဂိုင်ထားရင်တနစ်ပြည့်ချိန်တွင်တလဲသည်ပြောင်း၍ဂိုင်ကြရသည်ဤကဲ့သို့တလဲသည်ပြောင်း၍ဂိုင်ရင်းသည်ဟူသောတနစ်ဟူသည့်အချိန်ကာလကိုရှေးမြမာများကအတာတကြံသို့မဟုတ်နှစ်သက်တို့ကူပြောင်းခြင်းဟုအမှတ်ယူခဲ့ကြသည် အီဇလန်မှာအစားပြု၏တကြံပွဲတော်ကြီးပေါ်ပေါက်ခက်လေသည်တကြံပွဲတော်ကြီးဖြစ်ပေါ်လာပုံနှင့်အတူရှေးပဝေတနီကပင်ရှေးမြမာများသည်ထူးဆန်းသောရုပ်ပြောင်းနံကွာကိုတက်မြောက်ကြကြောင်းသိရှိခဲ့ရပါသည်ယခုခေတ်တွင်လည်းဤကဲ့သို့သောဖြည့်ရနှင့်တထက်တဲကြံသောရုပ်ပြောင်းနံကွာပညာရှင်တို့သည်လွန်ခဲ့သောနှစ်ပေါင်း80ကျော်ကပေါ်ပေါက်ခဲ့ဟုသည်ထို့သောသောအကြောင်းနှင့်ထူးထူးခြားခြားတိုက်ဆိုင်သူမှာမောင်ပါချမ်းပင်ဖြစ်ပေသည်ထိုဇလန်၏အစကို ဖော်ပြရသော စေးစရာကြီးဦးမြတာကိုအစားပြု၍ဖော်ပြပေရလိမ့်မည် ညောင်ကန်ရွာတွင်ဈေးစရာကြီးဥမြတာနေထိုင်ခဲ့သည်မှာနှစ်ပေါင်း40ကျော်ရှိနေပြီဈေးစရာကြီးဥမြတာ၏မိဘနှစ်ပါးမှကောင်းသူလယ်လုပ်ဘဝဖြင့်ညောင်ကန်ရွာသို့ပြောင်းလာသောအချိန်တွင်မောင်မြတာမှာခုနှစ်နှစ်သားလေးဖြစ်သည်မောင်မြတာကိုညောင်ကန်ရွာပြားဖုံးတော်ကြီးကျောင်း၌စာပေတင်ကြားစေခဲ့ပါသည်သူသည်ကိုရင်မဥပဇင်းအထိထိုကျောင်း၌ပညာသင်ကြားခဲ့သည်ထိုကြောင့်ရှိကျောင်းနိုင်ဘုန်းတော်ဤမှာစေပညာကိုကောင်းစွာတက်မြောက်သည့်ဖြစ်ရွာထဲရှိရွာသူရွာသားများကိုမေတ္တာစေတနာထားကဈေးကူပေးခဲ့သည် ဥပစင်းမောင်မြသာသည်ကြောင်းတိုင်ဇရာတော်ဤတပည့်ရင်းပီပီဆရာတော်ပေးသောဆေးမုံများကိုအချိုးအစားတိုင်းစေးဆက်ရလေသည်ဈေးကူးသည့်အခါတိုင်းလူနာကိုဆေးပေးရသဖြင့်ဥပစင်းမောင်မြသာမှဆေးပညာကိုမတင်ရဘဲတက်မြောက်နေသည်မကြာမီဥပစင်းဘဝမှလူဝေလဲလိုက်လေတော့သည်ဆရာတော်နှင့်မောင်မြသာတို့နှစ်ဦးသည်တလန့်တခါတောင်ပေါ်တက်၍ဆေးပင်များကိုခူးကအချောက်ခံခြင်းဆေးထောင်းခြင်းများကိုမောင်မြသာကပြုလုပ်ပေးရသည် ထို့အပြင်ဆရာတော်သည်ဗေဒင်ပညာကိုလည်းဝါသနာပါသဖြင့်ကောင်းကင်နတ်ခတ်ကိုလေ့လာရ၌လွန်စွာကျွမ်းကျင်လေသည်။တနေ့တော့ဆရာတော်သည်မောင်မြသာခေါ်၍ဤသို့မိန်ကြားလေတော်သည်။မောင်မြသာဈေးထောင်းဖို့ကိုပဲလုံမနေနဲ့ဟုနတ်ခတ်ပညာကိုလည်းသင်ကြားဟုဒါမှဈေးကူးတဲ့အခါအထောက်ကူဖြစ်လိမ့်မယ်။မှန်မှဖျားတပည့်တော်ကိုနတ်ခတ်ပညာသင်ပေးပါဗျာ။ gain ဒါဆိုလာခဲ့လာခဲ့အခုသင်ပေးမယ်။ ဆရာတော်ဒီကောင်းကင်နတ်ခတ်၏အခြေခံဖြစ်သောနတ်ခတ်28လုံးကစာရေးတင်ကြပေးခဲ့သည်ထို့နောက်နတ်ခတ်နှင့်ယာသည်မိတို့မိဘဆက်ဆက်နေသည့်အကြောင်းအရာများကို၎င်းအဝင်နတ်ခတ်အထွတ်နတ်ခတ်စသည်တို့ကိုဆက်လက်၍အခြေခံမှအစနတ်ခတ်ပညာရပ်များကိုတင်ကြပေးခဲ့သည်ဆရာတော်ဒီနတ်ခတ်ပညာကိုတင်ကြပေးရင်လာသမျှလူနာများကိုလည်းလက်ခံကကူတာပေးခဲ့သည်ထိုသို့ဆေးကုနေသည်ထိုရွာရှိတကြီးဥဆံပေါ်မှလေးဖြတ်သွားသည်ဖြင့်၎င်း၏နေကိုတွားရောက်ကူတာခဲ့ရလေသည် လေဖြတ်သောလူနာအားဆရာတော်ကစေးတိုက်တွေးပြီးမောင်မြသာက လိန်စင်းများလူပေကနှိမ့်နေပေးရသည်ထိုစဉ်တကြီးသမီးပန်းသူသည် သူမ၏အဖေအချင်းတွေကိုတိလို့သဖြင့်မေးလေတော့သည်ဟမုံမယားတပည့်တော်ရဲ့အဖေယောဂါကပျောက်ကောပျောက်ပါမလားဖေဟာအေးဒီယောဂါကပျောက်တော့ပျောက်ပါလေကွယ်ဒါပေမဲ့ကြားတယ်ကွယ်ဆဲရှိလက်ရှိနဲ့တည်တည်ကြာကြာကုသပေးမယ်ဆိုရင်ပြန်ကောင်းလာနိုင်ပါလေ လူနာကလည်းအိရာလည်းလှဲမနေပဲတက်တက်ကြွကြွလှုပ်ရှားရမယ်အဲ့ဒါကိုတကမာလေးကဝိုင်းဝန်းကူညီပြီးလှုပ်ရှားအောင်ပြုပေးရမယ်ကွတင်မဗျာအဖေကောင်းမဲ့ဆိုရင်တပည့်တော်မှာတည်တည်ကြကြပြုစုပါမယ်ဗျာအေးကောင်းတာပေါ့ကွလူနာကိုစေးလိန်စေးတော့ဖို့ကိုမောင်မြတာကညနေတိုင်းလာကြည့်ပေးလိမ့်မယ်။ဘုံကြီးကတော့၃-၄ရက်တခါလာကြည့်ပါမယ်။တင်ပါဗျာ။ ဟောင်းဤနှင့်မောင်မြသာသည်တကြီးဥဆန်ဘောကဆေးကူပြီးနောက်ចောင်းတို့ပြန်လာကចောင်းတို့ရောက်လာသောလူနာများကိုဆေးကူတာပေးခဲ့သည် မောင်မြသာမမူကနေ့စီညနေတိုင်းဆေးလွယ်ကိုလွယ်ကတကြီးအိမ်သို့ရောက်လာခဲ့သည်တကြီးကိုဆေးတိုက်ပြီးနောက်တကိုယ်လုံးဆေးလူကအကြောဖွင့်ပေးခဲ့သည် ထို့နောက်စပယ်ကြီးမွေဤတဲကြီးဖြင့်ရှာကိုဆွဲပေးရာစကားပြောနိုင်လာသည်စရာတော်ဤအစွမ်းတတ်သောစေးများဖြင့်ကုသခဲ့ရာတလအတွင်လမ်းလျှောက်နိုင်လာသည့်အချိန်ဤတိုးတက်လာခဲ့သည် ဤသို့တကြီးဦးဆန်းမော်တယောက်ကောင်းစွာစကားပြောနိုင်ပြီးလမ်းလျှောက်လာနိုင်သည့်အတွက်တကြီးကတော်အပါဝင်တကြီးမိသားစုကဝမ်းမြောက်ဝမ်းသာဖြစ်ကဆရာတော်နှင့်မောင်မြတာကိုလွန်စွာကျေးဇူးတင်ခဲ့ကြသည်တကြီးသည်လမ်းလျှောက်နိုင်သည်ဟုဆိုတော်လဲကောင်းစွာမလျှောက်နိုင်သေးသည့်ဖြစ်ပန်းနူးကတစ်ဖက်မောင်မြတာကတစ်ဖက်တွဲကလမ်းလျှောက်လေ့ကျင့်ပေးခဲ့ကြသည်ထို့သို့တလကြကြောအတွင်ပန်းနူးနှင့်လက်ပွန်တည်းနေရသည့်အတွက်မောင်မြသာမှာပန်းနူးအပေါ်ချစ်စိတ်တက်ဝင်လာခဲ့သည် ညနေဆောင်လျင်ပန်းနူးတို့အိမ်တို့သွားရင်မောင်မြတာမှခြေလန်းတပြင်းပြင်းဖြစ်နေတကယ်တော့အကြောင်းအကြောင်းကြောင့်မောင်မြတာနောက်ကျနေလျင်လဲပန်းနူးမှာရင်တဖိုးဖိုးနဲ့ဆောင်းစားနေကြရသည်။အိုးချင်းသာအိုးချင်းသည်ဆိုတကယ်တော့ပန်းနဲ့လိပ်ပြတို့ဤတဘာဝအတိုင်းမောင်မြတာနဲ့ပန်းနူးမှာချစ်သူများဖြစ်သွားကြရသည်။ပန်းနူကလည်းနာမည်နဲ့လိုက်အောင်ပါးနှစ်ဖက်တွင်ပန်းနူရောက်ပြေးနေပြီးဖြူဝင်သောအသားရည်ရှိသည်။သူမသည်တရွာတွင်တရားဟုဆိုရလောက်အောင်လှပချောင်းမောလာပေသည် မောင်မြသားမှာအသားနဲ့ငင်ညိုတော်လဲအရက်ထောင်းထောင်းမောင်းမောင်းနဲ့ယောက်ျားပိသားသူဖြစ်သည်သူသည်ဘန်းနုဟာမမြင်ရလည်းမနေနိုင်အောင်ချစ်မိနေလေတော့သည်ဘန်းနုရဲ့အကိုတော့ဘန်းနုကိုမမြင်ရရင်မနေနိုင်အောင်ချစ်မိနေပြီဘန်းနုလည်းဒီလိုပါပဲအကိုရဲ့အကိုနောက်ကျနေရင်လေတိုင်းတမော့မော့နဲ့ဆောင်းရဲ့အကိုဘာဖြစ်နေပါလဲဆိုပြီးစိုးရင်ရတာအမောပါပဲအကိုရဲ့တကြီးရဲ့ယောဂအခြေအနေကလည်းတော်တော်ကောင်းလာပြီဒါကြောင့်နောက်ဆိုရင်အကိုလာတော့မှမဟုတ်ဘူးအဲဒီတော့ဘန်းနုနဲ့လည်းမတွေ့နိုင်တော့ဘူး အကိုပြောတာလည်းဟုတ်ပါတယ်ဘန်းသူလည်းအဲ့ဒီလိုတွေးမိပါတယ်အကိုနဲ့ဘလို့ခွဲနေရမှန်းတော့မသိတော့ဘူးအကိုရဲ့အကြံကတော့ဖုံးဖုံးနဲ့တကြီးကိုဖွင့်ပြောပြီးအကိုတို့တိုးတိမ်ထူထောင်ကြရင်မကောင်းလားအဲ့ဒီစီစဉ်ကတော့တိတ်ကောင်းတာပေါ့အကိုရဲ့ဒါပေမဲ့ဘာဒါပေမဲ့လဲပြောပါဦးဘန်းသူရဲ့ဘန်းသူနဲ့ဆွေတော်ရွာကတကြီးသားတိန်းဆောင်နဲ့မနစ်ကပဲလူကြီးချင်းစကားပြောပြီးဆင်းဆက်ထားတာဆိုတော့အဖေကအကိုနဲ့ဘလို့သဘောတူပါမလဲအကူတော်အဖေနေမကောင်းလို့လက်ထပ်ဖို့ရက်ရွှေ့ထားတာဟောဗျာ မောင်မြသား၏ဦးခေါင်းကိုတစုံတစ်ခုနှင့်ထုနှက်လိုက်သည့်အလားလွန်စွာနာကျင်သွားခဲ့ရသည်။ဒါဆိုဒီကောင်နဲ့ဆဲဆက်တာတာဖြစ်ရင်ရောမရဘူးလားဘန်းသူရဲ့။ဆဲဆက်တာဖြစ်တယ်ဆိုတာသူ့မှာအပြစ်ရှိမှဖြစ်တာသူ့မှာဘာအပြစ်မှမရှိပဲဘလို့လုပ်ပြီးဆဲဆက်တာ ဖြစ်လို့ဖြစ်မလဲအကိုရဲ့။ဒါဆိုတစ်ခုပဲရှိတယ်။ဘာလဲအကိုဘန်းသူကအကိုခိုးရံတော့ကိုလိုက်ခဲ့ပြီးတော့ဟင်းအဖေကလည်းလုံးလုံးနေကောင်းသေးတာမဟုတ်ဘူးဘလို့လုပ်မလဲ။အချင်းကြီးဆွဲလို့မဖြစ်ဘူးတော်ကြဟိုကောင်ကလက်ဦးသွားရင်အကိုရင်ခွဲရမှာ ဒါဆိုဒီလိုလောက်ပါလားကိုအဖေရဲ့အခြေအနေကိုစောင့်ကြည့်ပြီးတော့အဆင်ပြေမဲ့အခြေအနေကိုပန်းနူအကြောင်းကြားလိုက်မယ်လေဒါဆိုပန်းနူကအကိုရဲ့ခိုးရအောင်ကိုလိုက်မယ်ပေါ့ဟုတ်လားအင်းမောအကိုနဲ့နှီးဖို့ရဒီလိုပဲလောက်ရမှာပေါ့ဝမ်းသာလိုက်တာပန်းနူရဲ့အခြေကြီးသူမောင်မရသားလဲချစ်သူကခိုးရနောက်သို့လိုက်မည်ဟုဆိုသည်ဖြင့်လွန်စွာဝမ်းသာအားရဖြစ်ကအကြောင်းသူပြန်လာခဲ့သည်နောက်ပိုင်းတွင်တကြီးမှကြမ်းမှလာပြီးဖြည့်၍မောင်မရသားမှာပန်းနူ၏အိမ်သို့မတော်ရတော့ပေရက်တစ်ပတ်ခန့်ကြာသော စွေတော်ရွာမှတကြီးသားမောင်သိန်းဆောင်ရောက်လာပြီးတကြီးအားနေမကောင်း၍လာမေးကြောင်းအကြောင်းပြပြီးနောက်တစ်လခန့်အကြာတွင်ပန်းနူးနှင့်မင်္ဂလာဝဲကျင်းမလို့သည့်အကြောင်းလာပြောခဲ့သည်တကြီးဦးစံဘော်ကလည်းငကိုခမေလူကြီးချင်းသဘောတူတာပြီးစစ်ဆက်ထားသည့်အတွက်အလွယ်တကူပင်သဘောတူလိုက်လေတော့သည်ထိုစကားကိုကြားသောအခါရင်နာရသူမှပန်းနူးပင်ဖြစ်တော်သည်ဒုက္ခပါပဲနောက်လာတဲ့မှာငါနဲ့သိန်းဆောင်မင်္ဂလာဆောင်ရတော့မယ်မဖြစ်ဘူးမဖြစ်ဘူးဒါဆိုရင်ငါနဲ့အကိုနဲ့ဝေးရတော့မယ်ဒီတော့အကိုကိုလာခိုးခိုင်းမှာပဲ ပန်းသူဒီအီအချောင်းကိုကြားတော့ကလွန်လွန်စိတ်လှရှားကမောင်မြသာတို့ပေးရန်အတွက်စာအုပ်အမြန်ရေးလိုက်လေတော့ဒီအကိုမြသာနောက်လာတဲ့မှာသူနဲ့ပေးသားတော့မယ်ဒီလကွယ်ညတကောင်းရဲ့အချိန်မှာကျမကိုလာခိုးလေပါပန်းသူထိုစာအုပ်ရေးပြီးနောက်သူမကြီးအိမ်တို့စိုးငံကြွားတော့ကိုရင်လေးနဲ့အတူလိုက်လာသည့်ចောင်းသားလေးဟာကိုမြသာကိုပေးရန်ပြောဆိုပြီးစာပေးလိုက်သည် ကျောင်းသားကလေးလည်းသူ့အင်းကြီးအိတ်ထဲသို့စားတဲ့ပြီးယူဆောင်သားစဉ်လမ်းမအရောက်၌တကြီးသားသိန်းဆောင်ဤတငယ်ချင်းကကျောင်းသားလေး၏အိတ်ထဲမှစာရွက်ခောက်ကိုလှမ်းသွေးသဖြင့်မတင်ကာ၍ယူဖန့်ကြည့်ရာလကွယ်ညား၌မောင်မြတာနှင့်ပန်းနူးတို့ခိုးမိအစီစဉ်ကိုတည်သွားခဲ့သည်သူကချက်ချင်းပဲသိန်းဆောင်ကိုတွားပြောခဲ့လေသည်ထိုအခါသိန်းဆောင်ကလည်းအစီစဉ်များပြုလုပ်၍အသင့်ဆောင်နေခဲ့သည် ဤသို့ဖြင့်လာကွင်ညာတကောင်ရန်ချင်းတွင် မောင်မြသာသည့်ပန်းနုကိုခိုးပြီးလှေစိတ်သို့အပြေးတွင် နောက်ရောက်ခံ၍လိုက်လာသောတိန်းဆောင်နှင့်အပေါင်းအသင်းများကဝိုင်း၍မိသွားခဲ့သည်။ဟင်းအောင်ဖုံးကြောင်းသားငါနဲ့လက်ထမ်းမဲ့ပန်းနုကိုလာခိုးရတယ်ဟဲ့လားဒီကောင်ကိုအကောင်းဆုံးမလိုက်ကြကွာ။တကြီးသားတိန်းဆောင်ကသူ၏လက်အောင်ငယ်သားများကိုဤသို့ပြောလိုက်ရာထိုသူများကဝိုင်းရိုက်သည်ဖြင့်မောင်မြသာမှအေးအားမမြတော့လေခုခံကာကွယ်နေခဲ့သည်။ထိုအချိန်တွင်တိန်းဆောင်က ငါယူမဲ့မိမကိုလာခိုးတယ်ကောင်အသက်ရှင်မနာတဲ့သူအသက်ရှင်နေသူရဲ့ငါတို့အိမ်တော်အေးမှာစူးညောင်ခလို့ပဲရှင်းပြညော့တာဒိန်ဆောင်ကပြောပြောဆိုဆိုငက်ကြီးတောင်သားကိုပြစ်ပေးလိုက်ရာသူ့တပည့်ကဓာတ်ကိုဖမ်းယူပြီးမောင်မြသားကိုတအားကုန်ထိုးလိုက်စဉ်မောင်မြသားကြီးအရှိတူအပြေးသွားကအစားဝင်ခံလိုက်သည့်ပန်းနူကရင်းညွန့်သို့ထိုးမိသွားကပန်းနူလဲကျသွားခဲ့တော်သည်ဟာဟေးအောင်ဝေးပန်းနူကိုထိုးမိသွားပြီးတကြီးတင်အဖမ်းခံရတော့မပြေး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 မှာဟေးအောင်ဝေးဒိန်ဆောင်တို့အုပ်စုကကြောက်လန့်ကထွက်ပြေးသွားခဲ့သည် ။မောင်မြသားမှာတကူလုံးအယိုက်ခံထားရသဖြင့်လွန်စွာနာကျင်နေသည့်ဈာမလူးလဲထကပန်းနုအနာသို့သွားပြီးပွေထားလိုက်သည်။ပန်းနုပန်းနုဘာမှမစိုးရင်လည်းအကိုကုတ်ပဲမယ်နော်။အကိုပန်းနုအကြောင်းပန်းနုတီးပါတယ်။ပန်းနုလူပြင်မှာမနေရတော့ပါဘူး။အားမလျှော့ပါနဲ့ပန်းနုရဲ့စကားမပြောနဲ့နော်။အကိုဒီဘဝမှာပေါင်းရမှာမဟုတ်ဘူး။ဒါပေမဲ့ဘယ်ဘဝရောက်ရောက်အကိုနဲ့ပန်းနုပေါင်းပြရသေးအကိုရဲ့ကောင်းပါပြီပန်းနုရဲ့အကိုဂရီပေးပါတယ်အခုစကားမပြောနဲ့နော်။ သို့ပေမဲ့ထိုသူပြောပြီးမကြမီပန်းနုတယောက်ဇကြိုးကြကတိဆုံးသွားခဲ့လေတော့စီပန်းနုပန်းနုပန်းနုရဲ့အကိုရဲ့အသေးလို့တစားစီကြိုးကုန်မှာပြီးပန်းနုရဲ့ဘောင်မြတာမှာပန်းနုအလောင်းကိုဖက်ကတဲတံသွားငိုကြွေးခဲ့လေတော့စီမကြမီရွာသူရွာသားများရောက်လာပြီးဒိန်းဆောင်တို့အုပ်စုကိုလိုက်ဖမ်းရန်ညာရင်းချင်းပင်မိသွားခဲ့သည်သူတို့အုပ်စုမှလူတက်မှုဖြင့်အသေးသေးထောင်ကျသွားခဲ့သည် သို့သောနောင်တမြင်မြင်ဖြင့်အလွမ်းတို့နှင့်ကြံရိတ်ခဲ့သူမှာမောင်မြတာပင်ဖြစ်သည် ်ဆရာတော်ကလည်းအီအကြောင်းကိုသိရှိသွားသဖြင့်အမျိုးမျိုးဖြောင်းဖျားလေတော့ဒီမောင်မြသာတွားလေသူအတွက်ဒီလောက်တောင်စိတ်မှခံစားမနေပါနဲ့ကွယ်မင်းကိုစိတ်ပြေလက်ပြောက်ဖြစ်အောင်နန်လွှင့်တဲ့ပညာကိုသင်ပေးမယ်ပြီးရင်ရုပ်ပြောင်းတဲ့ခွာပညာလည်းသင်ပေးမယ်တင်ပါဗျာတပည့်တော်လည်းအတတ်ပညာတစ်ခုခုကိုစိတ်ဝင်စားနေရင်စိတ်ထဲမှာခံစားနေရတာတွေတက်တာသွားမှာပါဖေဟာ မောင်မြသာသည်ဆရာတော်တင်ကြားပေးသည့်နန်လွင်ချင်းပညာကိုကောင်းစွာလေ့ကျင့်ခဲ့ရာတနည်းကျော်ကအကြာတွင်မိမိထံမှနန်ထွက်ခွာသည့်အဆင့်သို့ရောက်အောင်ကြင့်ကြံအားထုတ်နိုင်ခဲ့သည်သူသည်နန်လွင်ချင်းအတတ်ပညာဖြင့်ညအခါ၌ခန္ဓာကိုယ်မှနန်ကိုထွက်ခွာသည်ပြီးနေရအနံများသို့ရှောက်ကြည့်ခဲ့သည် သူတွေ့ကျင်သည်မှာပန်းနူး၏ဝိညာဉ်ပင်ဖြစ်သည်နန်လွင်ချင်းသည်စိတ်အတိုင်းပင်သွားလို့ရသွားနိုင်၏သူ၏နန်ကိုလွင့်ငါပင်လေသမုဒ္ဒရာများကိုလည်းဖြတ်ကျော်ခဲ့သည်တောင်ဆွေတောင်တန်းများစီသူလည်းသူရောက်ခဲ့သည် ညာခါဖြစ်သည့်အတွက်အစာရှာပွေးနေကြသောတရေတစေဖုတ်ပိတ်တာအမျိုးမျိုးကိုလည်းသူတွေ့ခဲ့သည်ထိုကထိုပိတ်တာပုံမှာပန်းလူမြန်ရောက်နေမလားဟုတွေးတော်မိသည်သူတို့၏ရုပ်ရည်မှရုပ်ကြမ်းကြီးဖြစ်သည့်ဖြင့်တွေ့လျင်ပင်မှတ်မိရန်မလွယ်ကူပေနယ်လွင်၏အတက်ကိုကောင်းစွာတက်မြောက်သောအခါရုပ်ပြောင်းနံခွာပညာကိုဆက်လက်ကျင့်ကြံအားထုတ်ခဲ့သည်ထိုပညာရမှလွန်စွာခက်ခဲနည်းနည်းလာသည့်ဖြင့်ဤပညာကိုရရှိရန်နှစ်ပေါင်း20ခန့်ကြာခဲ့လေပြီး တဖက်မှာလည်းစေးစရာအလုပ်ဖြင့်စေးကူတာပြီးညတင်ညတိုင်းကြင်ကြံခဲ့သည့်အတွက်အီမြကြားခဲ့ခြင်းဖြစ်လေတော့သည်တနေ့တော့ဤရွာနှင့်အလွန်ဝေးကွာသည့်ရွာတရာမှကုန်းတဲ့တူဦးသည်ဤရွာသို့ကုန်ရောက်ကုန်ဝယ်ကိစ္စဖြင့်ရောက်ရှိလာခဲ့သည်ထိုကုန်းတွင်မှငပြားရောကပြန်ထလာသည်ဖြင့်ဆရာဦးမြတာအထံသို့စေးကူတာရန်ရောက်ရှိလာခဲ့သည်ဆရာဦးမြတာကငပြားရောကကိုကူတာပေးရာ၃ရက်အကြာတွင်ရောကတက်တာလာခဲ့သည် ထိုသို့ဖြင့်စကားသမီးပြောရင်ဆရာကြီးဒီရွာကညောင်ကန်ရွာဟုတ်လား ဟုတ်ပါတယ်။ဆရာကြီးနာမည်ကဦးမြတာဟုတ်လား။ဟုတ်ပါတယ်။တိုက်ဆိုင်တာကတော့မသိဘူးဗျ။ကျွန်တော်ပြောเสียရရှိတယ်။ပြောပါ။ကျွန်တော်တို့ရွှေလေရွာကမနှွက်ကြီးဆိုတဲ့ကောင်မလေးကလူဝင်စားတဲ့သူအရင်ကညောင်ကန်ရွာမှာနေတာတဲ့။သူ့ချစ်သူကဆေးเสียကိုမြတာတဲ့။ဟေးဟုတ်လား။အဲ့ဒီကောင်မလေးရဲ့အတိတ်ဘဝနာမည်ကဘာလဲလဲ။အဲ့ဒါတော့မသိဘူးဗျ။အဲ့ဒီရွာမှာဓာတ်ထုတ်ခံရလို့သူတည်ဆုံးသွားတာတဲ့။အခုဘဝထိတော့သူ့ရဲ့ရင်ဘတ်မှာအမာရွေးလိုမျိုးပါလာတဲ့။ဟင်မောင်ရင်တကယ်ပြောတာလား။ ကျွန်တော်တကယ်ပြောတာပါဗျဒါဆိုရင်အဲ့ဒီရွာကိုဆရာကိုလိုက်ဖို့ပေးပါလားအဝေးကြီးပဲဆရာကြီးရဲ့ဘလောက်ဝေဝေဆရာကြီးကမင်းအတွက်ပါလမ်းစိတ်ခံမမယ်ကွာလမ်းစိတ်လောက်တော့ကျွန်တော်ခံမမယ်ဒီလောက်သွားခြင်းနေကျွန်တော်လိုက်ဖို့ပါမယ်ဆရာကြီးဟိုတို့ပြောဆိုပြီးငပြားယောဂပျောက်ကင်းရန်တပတ်ခန့်ဆေးကုပြီးနောက်ဆရာကြီးနဲ့အတူရွှေလေရွာသို့သွားခြင်းကြသည်ထို့နောက်မန်နွယ်ကြီးအိမ်သို့သွားရာမန်နွယ်ကြီးနှင့်အခန်းနှင့်တွေ့လိုက်ရသည်မန်နွယ်ကြီးသည်ဆရာကြီးကိုတွေ့သောအခါတွေ့ဝေစွာစိုက်ကြည့်ပြီးဦးလေးရဦးမြတာမဟုတ်လား ထိုကဦးမြတာကမိန်းကလေးရအူလေးကိုဘယ်တော့မှတိနေတာလဲဒီလိုပါပဲရှင် ကျမဟိုးအရင်ဘွားကပန်းလူပါလူဝင်သားဖြစ်ပြီးဒီအကြောင်းတွေကိုတိနေတာပါဒါကြောင့်ဦးလေးကိုမြင်ုံနဲ့ဦးမြတာပဲလို့စိတ်ထဲကတိနေလို့ပါဦးလေးရတကယ်ပဲဦးမြတာပါလားဟုတ်ပါတယ်ပန်းလူရဲ့ဦးလေးရဟိုးအရင်ဘွားကမင်းရဲ့ချစ်သူမောင်မြတာပါ ဖြစ်မှဖြစ်ရလေမေယုံနိုင်စရာပဲအကိုမြတာရဲ့ဦးလေးလည်းမယုံနိုင်လို့ဒီတငယ်ပြောတာဟုတ်မဟုတ်လာကြည့်တာပါ ထို့သောပြောနေသည်အိမ်မော်သို့လူတယောက်တက်လာရာမနှွေကြီးကဦးလေးအဲ့ဒါကျမယောက်ျားကိုပါချမ်းပါဩတူမလေးကအိမ်အောင်အောင်ကြနေပြီကိုဦးမြသားမမနှွေကြီးအိမ်အောင်ရှိမှန်းသိသွားတော့အခါလွန်စွာစိတ်မကောင်းဖြစ်သွားခဲ့သည်ထို့အခါမောင်ပါချမ်းကမနှွေကြီးဦးလေးကိုထင်မှတ်ကဦးလေးကဘာလောက်ကင်များလောက်တလဲဗျဦးလေးကနေလဲပြီးဘေးတင်ဟောပါလေကွယ်ထိုစကားကို မောင်ပါချမ်းကြားတော့အခါဘေးတင်ဝါသနာပါသူပြီးပြီးဦးလေး ကျွန်တော်တို့နှစ်ယောက်အသက်ရှင်ရှင်နဲ့ပေါင်းရပါမလားဆိုတာကြည့်ပေးပါလားကြည့်ပေးပါမယ်ဇာတာနှစ်ဆောင်သလုံးပေးပါထို့သူပြောပြီးမောပါချမ်းဤဇာတာကိုကြည့်လိုက်သောအခါအာယုဆန်းပြတ်နေသည်ဖြင့်ကောင်းငင်နှက်ခက်ဖြင့်အသေးစိတ်တွေ့ကြည့်သောအခါသူ၏အာယုတတန်းမှာယနေ့ညနေ၌ပင်မွေကဲ၍တည်မြီကိုသူသိလိုက်သည် ထို့နောက်သူ၏အာယုတတန်းကိုကြည့်လိုက်ရာယနေ့အသက်50အထိသာအသက်ရှင်ပြီကို သိလိုက်ရသည်။အော်တိုက်တိုက်ဆိုင်ဆိုင်မောင်ပါကျန်းနဲ့ငါကတေမဲ့ရဲ့တေမဲ့အချိန်မှာတိုက်ဆိုင်နေပါလား။ စောစောကမန်ွယ်ကြီးမှအိမ်တော်ရှိတယ်ဆိုလို့ငါ့မှာစိတ်ဆင်းရဲလိုက်ရတာအခုလိုခက်ခက်ခဲခဲတိုက်ဆိုင်မှုကငါ့ရဲ့ပညာနဲ့အံကိုက်ပဲထိုနေ့ညနေတွင်ကိုပါချမ်းမှာမွေကိုက်ွေကွယ်လွန်ခဲ့သည်ဦးမြတာသည်ကိုပါချမ်းတည်ဆုံးလျင်တည်ဆုံးခြင်းသူဤရုပ်ပြောင်းနယ်ခွာပညာဖြင့်သူဤနံကိုကိုမခွာကကိုပါချမ်း၏ခန္ဓာကိုအတွင်းသို့ဝင်လိုက်သည်ထိုရွာရှိရွာသူရွာသားများနှင့်မနှွက်ဤတိတိမှာဆေးဆရာ၏ဥမြတာတယောက်လေတန်းဆို့ယောဂါပြီးတည်ဆုံးသွားသည်ဟူ၍ဖြစ်ပါသည် ိုသတင်းကိုကြားလင်ကြားချင်းဆရာတော်ရောက်ရှိလာခဲ့သည် မော်ပါချန်းသည်ဆရာတော်ကိုအလုံးရင်းနှီးစွာဖြင့်နေရာထိုင်ခင်းများပေးခဲ့သည်ဆရာတော်ကမော်ပါချန်းကိုတည်တည်ချာချာကြည့်ပြီးမောင်များသာမင်းရဲ့ဖူးစာကတော့ပြောမယုံနိုင်အောင်ထူးဆန်းလှပါပေတယ်ကွဲမင်းလိုရုပ်ပြောင်းနှံဟွာမျိုးဆက်ကြံခဲ့ပြီးဖို့ငါဝမ်းသာပါတယ်မောင်များသာဒါပေမဲ့မင်းရဲ့ဘဝကတော့လူထူးလူဆန်းမောင်ပါချန်းအဖြစ်နဲ့သာဆက်ပြီးရှင်သန်ပြီးတော့ ဆရာတော်သည်မောင်ပါကျန်းကိုနှခိုးကြားပြောပြီးရွာသို့ပြန်လာခဲ့သည်ဖန်းနူဘွားကတောင်းခဲ့သောစုပြေဝလေသည်လားမသိယခုဘွားလည်းခက်ခက်ခဲခဲပေါင်းသိမ်းခွင့်ရခဲ့သည်အရင်တုန်းကလယ်သမားမောင်ပါကျန်းသည်ထိုရွာ၌ဆေးဆရာမောင်ပါကျန်းအဖြစ်ဆေးကူရင်းမတ်နွယ်ရည်နှင့်အသက်ထယ်ဆုံးပေါင်းသိမ်းနေထိုင်သွားပါတော့သည် အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးနှိပ်ထားခဲ့ပြီးတော့ကျွန်တော်နဲ့ဆောင်းအောင်များ channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါအောင်ခင်ဗျာအခုလိုပဲထူးခြားတွေလာပြည့်ရစမ်းတဲ့အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတယ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ